ပေးကင်းရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းတရုတ်တွေကိုနားဆင်ရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါမြန်မာနိုင်ငံမှာကရင်ပြည်နယ်ကရင်ပြည်နယ်မှာမြဝတီလို့ဆိုရမလောက်အောင်ပါပဲတော်လန်စီပွားရေးသမားလက်နက်ကင်တွေခြိအရှုပ်ဆုံးလို့ဆိုရမယ်ဒီဒေသမှာ လူမျိုးလူမျိုးရေးဆိုတဲ့ခေါင်းစဉ်အောက်လက်နက်ဝယ်ယူတပ်ဖွဲ့ထောင်ပြီး BGF ကစလို့နာမည်အမျိုးမျိုးလိုက်ပေးအာနာရှင်ကို တိုက်ဖို့အရေးကြရင်မြို့နာမည်ဆိုပြီးစင်ကြေးပေး စီးပွားရေးမှာစီးပွားရေးဖြစ်နေတဲ့ဒေတာဟာအခုတော့နိုင်ငံရေးအမျက်ထုတ်လို့မှု အာဏာအကျိုးစီးပွားမတမာမှုတွေအောက်မှာကဘာပြက်တယ်လို့ဖာရမ်းမိလောင်နေခဲ့ပါပြီကြီးနေညာတော့ကြီးနေတော့ဘွာရေးကြောက်သူဘယ်ရောက်နေမသိဖုန်းဆက်လို့လည်းမရစာမတက်တဲ့လူမျိုးတွေကိုအတုံးချ တာသနာ၃ရက်မသိတဲ့အေးချုံဖုံးကြီးတွေကိုသင်ကန်းရောင်ပြပြီး လူဘိန်းကြိုက်လန်းခင်းကြောင်းဆောက်လှုပ်ပြပြီးရင်ကဘာပေါ်ဘဲဖျားမှမကြိုက်တဲ့အကြီးမားဆုံးမူတာဝါဒငွေလိန်ဂိုင်းတွေကိုခေါ်သွင်းဆောက်ရှောက်မြေငှားစာအဆောက်အုံငှားစာ လုံခြုံရေးအဆောက်ခါယူပြီးကြီးပွားခဲ့တဲ့ BGF နယ်မြေဆိုတာကလည်းမြဝရီပါပဲဒီအဖွဲ့ဟာနာမည်ဆိုးပေမဲ့အရသာရှိတယ်ဆိုပြီးအရင်တော်လန်ကြီးကိုဖျက်ဆီးနေကြပေမဲ့ ငွေကုံရဲ့ကြီးမားတဲ့အချိန်ဝါကိုအားကြပြီးတော်လိုင်းရေးတန်ကြီးတက်ကူးဆက်သွားတဲ့နောက်တစ်ဖွဲ့ကလည်း DKB ပါဒီလိုနဲ့တော်လိုင်းရေးနေမြေမြဝတီတောင်ပိုင်းကအင်အားကြီးလက်နက်ကင်တပ်တွေဟာအာနာရှင်ကိုမတိုက်ကြတော့ဘဲတော်လိုင်းရေးကိုလက်ဝါးရိုက် အာနာရှင်နဲ့ခွဲတန်းချပြီးဘလောက်ဖမ်းဖမ်းမကုံနိုင်တဲ့ကဘာကျော်အွန်လိုင်းငွေလိန်ရာဇဝတ်ဂိုင်းတပ်များအဖြစ်သွားခဲ့ကြတာပါပဲဒါပေမဲ့လည်းသူ့အကျိုးစီးပွားငါအကျိုးစီးပွားကိုအခြေခံတဲ့ပူပေါင်းပတ်သက်မှုတွေဟာ ိတ်ခိုက်နစ်နာစရာရှိလာရင်တော့သူ့မျက်နှာငါ့မျက်နှာမကြည့်နိုင်ကြတော့တာသဘာဝပါပဲအခုတော့မြပတိတမျိုးလုံးမှာထိုင်းတွေ ခေါ်တဲ့ call center ဗမာတွေခေါ်တဲ့အကြာဖြန့်တရုတ်တွေခေါ်တဲ့ဆက်သွေးရေးလိန်ညာမှုပင်နယံတွေတစစီပြုတ်ထွက်လာတာကိုမမြင်ကျမအဆုံးနှိစဉ်တွေ့လာနေရပါတယ်ကဘာပြက်ပြီဆိုတဲ့အခါတားကောင်ချနှင်းကြတာဓမ္မတာဆိုတော့နင့်အတွက်ငါ့အတွက်မျှဝေမျှစားငြိမ်သက်နေကြရာက အာနာသိန်းစစ်အုပ်စုနဲ့လူလိန်ဂိုင်းဆောက်ကရင်တပ်တွေဟာအချင်းချင်းမျက်နှာမကြည့်ကြတော့ပဲနင့်ဟာနင်ကြည့်ရှင်းငါဟာငါကြည့်ရှင်းဆိုတာလိုဖြစ်သွားကြပါပြီအန်ဗမကေကေမာလော်တေဝသာတာမိထော့သာထော့လဲကြာဖြားလဲတလိတာလော်လာဝဲနလတကရရနာကေမီဟာဝါဂျင်းနေဟာနလပယောနာကေကတိုက်ချော့တနေဩဂျေလောနေတာ ဘမကေယအနာတရင်ချမ်ပစစ်တဟာတင်ကန်းညီနောင်နဲ့မြရီကို ဝင်ရောက်နိုင်ရေးစစ်ပွဲမှာ BGF နဲ့ DKBA အကူအညီကိုအေးချောင်းဘုံကျဲချင်းချောက်မှုနဲ့အနိုင်ယူဖိအားပေးနိုင်ခဲ့ပါတယ်စစ်တိုက်လူစိတ်မရှိတဲ့ BGF နဲ့ DKB ကလည်းမင်းအွန်လိုင်းစစ်တပ်အလို့ကြအတိုင်းရွေးကောက်ပွဲကိုထောက်ခံပါမယ်လို့အချက်မရှိထုတ်ပြောခဲ့ပြီး၎င်းတို့ပိုင်ဆိုင်တဲ့ကြားပြတ်နယ်မြေအကျိုးစီးပွားတွေကိုအချမ်းဖက်စစ်တပ်ကလွတ်ငြိမ်းခွင့်ပေးနိုးနိုး ညှော်လင့်ခဲ့ပုံရပါတယ်အနှစ်သာရကင်းမဲ့နေပြီဖြစ်တဲ့ NCA 10နှစ်ပြည့်ပွဲကိုလည်းလောင်းကစားယုံဆောင်ကရင်တပ်ဖွဲ့တွေသွားတက်ပြီးမျက်နှာပြောင်တိုက်ကြပါတယ်မနေ့စကားညပြောစကားလွဲလွဲချော်ချော်အရှက်မဲ့တဲ့ငိမ့်ချမ်းရေးပွဲတော်ကိုနှွဲပျော်ခဲ့ကြတာမြင်ရပါမယ်ဒီကြားမျိုးကိုတိုင်လာပြီးတန်ပြီးလို့ပြီဘလို့မှဟိုဘလို့ပြောမလဲဟိုစစ်မှန်တဲ့ယူတော့ဘယ်မဖြစ်ဘူးအဲ့ဒါအတွက်လဲသူတို့လိုလက်နဲ့သာရှိပြီးအရှက်မရှိတဲ့တပ်ဖွဲ့ရဲ့စင်ကြီးဟာ ြည်သူနာမယ်မြဝရီမြို့ပြတ်မယ်ဆိုတာပဲဖြစ်ပါလိမ့်မယ်ဒီလိုနဲ့မင်းအွန်လိုင်းတက်တွေဟာလောင်းကစားယုံဆောင် BGF DKBA ရဲ့ကုညီမှုနဲ့တူမြဝရီကိုရောက်လာပြီးနောက်မှာတော့အခုလိုအပုတ်နှံ့တထောင်းထောင်းနဲ့ကြားဖြတ်နောက်ချေးပုံကိုစစ်အုပ်စုတပ်သားတွေရဲ့တနက်ပြောင်းတွေက ထိုးကလော်လိုက်ကြပါတယ်ကြည်မကောင်းရှုမကောင်းဖက်ပြေးနေကြတာတွေကတော့ပိုက်ဆံရှိတဲ့တရုတ်တွေကိုတော့အဆောင်တပ်ဖွဲ့ BGF နဲ့ DKBA တို့ဟာ လုံကြုံရာကိုအခကျင်းဝင်မြင့်မြင့်နဲ့ပို့နေကြကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။အကျန်းဖက်စစ်တပ်ကိုခြေတလုံးဖက်လိုက်ရင်အကျိုးစီးပွားတွေမပြတ်စည်းပဲရှိနေမလားမျှော်လင့်ချက်တွေဟာတောင်ရင်မြကန်းရေးသွန်းတယ်လို့ဖြစ်ခဲ့ပုံမြင်ရပါတယ်။ဘုံမကျဲပဲလဲမင်းတို့ကိုအချိန်မရွေးနိုင်လို့ရကြောင်းစစ်အုပ်စုကတကွက်ပြလိုက်တာလို့ခေစကားနဲ့ပြောရမလားပါပဲ။အော်တိုဘာလ23ရက်နေ့ကစလို့စစ်အုပ်စုတပ်တွေဟာ မြဝရီနေဇတောင်ရင်ချောင်းကန့်တဲ့ဖူးမှာအထိုင်ချဖွင့်ထားတဲ့ BGF gate PC gate နဲ့ကြားဖြန့်ရုံများအပါဝင် gate တွေကိုဝင်ရောက်စစ်ဆေးမှုများစတင်လှုပ်ဆောင်ခဲ့ကြပါတယ်။အော်တိုဘာလ19ရက်နေ့အရောက်မှာတော့ KNLA PTF တပ်တွေအားခဲခုခံနေတဲ့၄ကီကော်ဆွဲတော်ကုန်းကျသွားပါတယ်။အဲ့ဒီနောက်မှာပဲဆက်တိုက်ဆိုသလိုအာနာသိန်းစစ်တပ်ဟာမြဝတီတောင်ပိုင်းမဲထော်တလေးဒေသမှာရှိတဲ့ ကရင်တက်နဲ့အာနာသိန်းစစ်တပ်တွေမတိဟန်ဆောင်ပေါင်းပြီးလှုပ်ရှားနေကြတဲ့ KK ဘက်ကိုဝင်စည်းပြလိုက်ပါတယ်။လှုပ်ဆက်မှန်းသိတာပေမဲ့ပြောင်းလိန်တာနဲ့အကျွမ်းဝင်ပြီးသားဖြစ်နေတဲ့စစ်အုပ်စုဟာဒီတခါလဲပြောင်းပြောင်းပဲလိန်စင်ဆက်ရုပ်တွေနဲ့တပ်ပုံရိုက်ပြီးကဘာကိုချပြပါတယ်။သူတို့ကကြားပြတ်လုပ်ငန်းကိုနှိမ်နင်းနေပါပြီပေါ့။ KNU ဘက်ကပထိုစော့တော်နီကလည်းစစ်အုပ်စုရဲ့လှုပ်ပုံဟာပြည်တစားခေါင်းကပြည်တစားနှိမ်နင်းတယ်လို့ပါပဲလို့ထုတ်ပြောပါတယ်။ စေအုပ်စုရဲ့ပြန်ကြားရေးခေါင်းဆောင်ကလည်းဒီလုပ်ငန်းတွေဟာနှိရှေစာချုပ်နဲ့တကွမြမမီကိုအလွဲသုံးစားပြီး KNU ကလှုပ်ရှားနေတာဘာလို့ကဘာကိုချပြပါတယ်။ကဘာကိုပြောင်းလဲပြောင်းစားရတာအလုပ်ဖြစ်တယ်လို့2020ရွေးကောက်ပွဲရလတ်ကိုဖျက်ပစ်လိုက်တဲ့အကျန်းဖက်စစ်တပ်ကယုံကြည်နေပုံလဲရပါတယ်။အဲ့တဘောသူစာချုပ်ရဲ့ညီငါပေးသူတိတတ်တင်များမှာပူလီအရင်ဘက်ကလက်ရှိ KNU ဥက္ကဋ္ဌဖရိုးစောကောထူဝင်း ဒါ KNU ဗန္ဓာရေးကော်မတီဘိုအနေနဲ့လက်မှတ်ရေးထိုးထားပြီးတခင် KNU ကာကွယ်ရေးဌာနတာဝန်ခံပုံမူကြီးစော်ရောဂျာခင်ကလည်း KNU ဗန္ဓာရေးကော်မတီဘိုအနေနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်ဒီတစ်ခါလဲသူတို့အလိုကိုမလိုက်တဲ့ KNU ကို KNU ကခွဲထွက်ထားတဲ့အဖွဲ့တွေရဲ့အားကိုယူပြီးနေမြေကျူးကျော်လာနိုင်ရုံမကအတွင်းကြကြကိုဝင်ရောက်ပြီး ကြားဖြန့်ဆိုတဲ့ခြိတုပ်ကို KNU အပေါ်ပုံချလိုက်ပါတယ်။ဒီအထိတော်သူတို့နဲ့လက်တွဲထားတဲ့ BGF နဲ့ DKB မပါသေးပါဘူး။ဒီကြားဖြန့်အဆောက်နှစ်တက်ကလည်းငြိမ်ငြိမ်လေးနေပြီးတုတ်လို့နေပါတယ်။အာနာချင်းစစ်တပ်ကပေးတဲ့အကျိုးစီးပွားချမ်းသာမှုဆိုတာအဲ့ဒီစီးစိမ်မှာတာယာနေတဲ့တော်လိုင်းရေးညှိုးဆက်အလုံးကိုအချိန်မရွေးဖောက်ခွဲပစ်နိုင်တဲ့ညီမြုပ်မိုင်းဆိုတာလန်းခင်းပြအကြောင်းဆောက်ပြပရဟိတလုတ်ပြနဲ့ ်တစ္ဆာမတီးတဲ့ငရဲသားကရင်တပ်တွေကသိပုံမရပါဘူးအဲ့ဒီလို KNU ပါဝင်ပတ်သက်မှုရှိနေတဲ့ KK ပတ်ကို ဝင်စည်းပြလိုက်ပြီးကဘာကိုတည်င်းဖြန့်လို့အပြီးမြန်မာ military rate scam center ကတော့ကဘာတည်င်းကောင်းစည်းတွေဖြစ်သွားခဲ့ပါတယ်စီးပွားရေးလှုပ်ဖို့တော်လန်တာမဟုတ်ဘူးစစ်တပ်တောင်ကုန်းလေးတကုန်းရဖို့လောက်နေတော်လန်ကြီးလှုပ်တာမဟုတ်ဘူးလို့ပြောပြောနေတဲ့အရခတ်တတော် AA ရဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်စကားတွေကို တွေ့တဲ့အခါ ကရင်တော်လှန်ရေးတပ်တွေကိုများပြောနေသလားလို့တော့ကျွန်တော်တဦးတည်းထင်မြင်ရတဲ့အထိပ်ပါပဲ။အကျန်းပက်စစ်တပ်ပြန်ကြားရေးဗိုလ်ချုပ်ဇော်မင်းထွန်းကထုတ်ပြောတဲ့ KK Pack ကြားဖြန့်ယုံမှာအကျိုးစီးပွားပတ်သက်တဲ့ KNU အကြောင်းဆိုတာလူမှုကွန်ရက်ပေါ်မှာလူသိပြီးသားစာချုပ်နဲ့တကွာအကြောင်းအရာကိုပဲကိုးကားတာဖြစ်ပေမဲ့လို့ဒါနဲ့ပတ်သက်လို့ KNU ကလည်းအဲ့ဒီမူလအိအလင်း company နဲ့ပတ်သက်လို့ရှင်းလင်းတိကျတဲ့ဖြည့်ရှင်းမှုမျိုးမလုပ်ပါဘူး အခုတော့ရန်သူတော်စေအုပ်စုတို့ရဲ့အချိန်ကိုက်စစ်ရေးနဲ့အတူနိုင်ငံရေးကြားဖြန့်လှုပ်ကြံမှုကိုပါဖိလိတ်ခံနေရပါပြီ။ပိုက်ဆံအိတ်ကမပါလို့သူတဘောကြရတဲ့အကြောင်းထိုင်းနာမည်ကျော်နိုင်ငံရေးသမားဖိထာကတရင်အင်ကြီးကိုဂုံပြုတ်ပြောခဲ့ပေမဲ့ကျိုးပေါင်းများစွာနဲ့အယောင်ဆုံးလှိပ်ပတ်ရှုပ်ထွေးနေတဲ့ကျိုးတွေအကြောင်းကိုတော့အခုမြဝတီကြားဖြန့်ရေးမှာတင်တင်ရှာရှာတွေ့လာရပါတယ်။ ဒီလိုနဲ့အော်တိုဘာလ16ရက်နေ့ KK ပတ်ကိုအကျန်းဖက်အာနာသိန်းတပ်တွေဝင်စီးပြီးတဲ့နောက်မြဝတီပတ်ဝန်းကျင်တစ်ခုလုံးမှာရှိတဲ့ကြားဖြန့်ယုံတွေကိုလည်းဝင်စီးတော့မယ်ဆိုတဲ့သတင်းတွေကြောင့်ဆိုကားကြားဖြန့်ယုံမှာဆက်ဆက်လုပ်ကင်နေသူအားလုံးဟာအော်တိုဘာလ22ရက်နေ့ကစပြီး လမ်းမပေါ်ထွက်ပြေးနေကြပါတော့တယ်လမ်းကြောင်းသိသူငွေရှိသူနိုင်ငံသားတွေကလက်နက်ကင်ဆောက်တပ်တွေကိုငှားရမ်းပြီးဘေးလူရာကိုရှောင်တိမ်ကြအောင်မှာကျင်းလေပါတယ် လမ်းကြောင်းမသိသူငွေမရှိသူတွေကတော့မြင်ကြရတဲ့အတိုင်းမြပရီတမြို့လုံးပေါ်ရှန်ကြကုန်ပါလေခေခေပတ်ကန်ဒီထွက်ပြေးရှောင်လာသူများမဲထော်တလေးရွာမှာပုံနေပြီးမြပရီဘက်ကိုတန်းရှောင်လာကြရမှာတက္ကစီကလူတအုပ်ကို9000ကျပ်ကန်ဒီတပ်သိန်းအထိမြင့်တက်သွားကြောင်းဒေသခံတွေကပြောကြပါတယ်တတင်းရင့်မြစ်တစ်ခုမှာလဲခေခေပတ်ကန်ဒီမြို့ရဲပြေးဝင်လာတဲ့နိုင်ငံသားအချို့ကိုစစ်အုပ်စုတပ်တွေဟာအော်တိုဘားလ23ရက်နေ့ကစလို့ မြပရီမြို့အဝင်လမ်းမှာစစ်ဆေးဖမ်းဆီးတာတွေလုပ်နေပြီလို့လည်းသိရပါဗျ။ဒီမှာကစောက်ဖမ်းတာနှစ်နေရပါ။ကြောက်လုံးကြီးလမ်းနဲ့ဘုံမုတ်တုံလမ်းတနေရဝင်လာလို့ရတာဆိုလို့အဲ့ဒီနှစ်ပေါက်ပဲရှိတယ်။ဖမ်းမိတာတချို့ရှိတယ်။ထိုင်းဘက်ပြေးသွားတဲ့သူတွေကိုလည်းထိုင်းတွေအတကုံစောက်ဖမ်းနေတာပဲ။တချို့ဗမာပြည်သားတွေကြတော့မြို့ရဲကိုပြန်ဝင်လာပြီးဒီတိုင်းပဲသွားလာနေတယ်လို့မြပရီမြို့ကံကပြောပါတယ်။အဖွဲ့အစည်းမျိုးစုံကားနဲ့သွားနိုင်သူတွေကတော့စစ်ဆေးတားဆီးခြင်းမရှိပါဘူး။ ဒါကလည်းမြဝတီနဲ့နိစသူတိုင်းသိကြတဲ့မထူးဆန်းတဲ့ဖြစ်စဉ်တွေပါ။အော်တိုဘားလ23ရက်နေ့မှာပဲမြင်ရတဲ့မြင်ကွင်းတစ်ခုကပေါ့။ဒီလူတွေဖုံးကနေ translate နဲ့လာလာပြတာ။ဒီကနေထိုင်းကိုသွားကျင်လို့ကိုညီပါတဲ့။အိုက်ဆာမရှိတဲ့ကောင်တွေဆိုတော့ဘယ်သူကမှအဖက်မလုပ်ဘူး။သူတို့ကလည်းရှင်းတယ်။လဝကနဲ့ yes ခန်းရှိ platform ပို့ထုတ်ထိုင်းဆက်လို့လုပ်။တင်တဲ့သူခေါ်နိုင်ဂျီးရီးယားနဲ့အိန္ဒိယတွေတအုပ်ကြီးပဲ။ရေနဲ့မှုတ်တောင်သူများလာကြွေးမှစားရတဲ့သူတွေပါ။ ကြားဖြန့်တိုင်းဘောစီတော်မဟုတ်ကြပါဘူးလို့မြမရီမြုတ်ကန်တူးကပြောပြပါဗါတော်လိုင်းရင်သမားတိုင်းစစ်မတိုက်ကြသလိုကရင်တိုင်းမယိုးသားကြသလိုလက်သုံးချောင်းထောင်တိုင်းလဲလူယိုးလူဖြောက်တွေမဟုတ်ကြသလိုပုံစံမျိုးပဲဖြစ်မှာပါမင်းအွန်လိုင်းဥဆောင်တဲ့အာနာသိန်းစစ်အုပ်စုကတော့၎င်းတို့အာနာတီမြဲဖို့ညီသိနီးလန့်နဲ့မဆိုမလောက်ရဲတာဘာမှမရှိဘူးလို့ပြောထားတဲ့အတိုင်းအကုန်လုံနေပါပြီ ကမ္ဘာပေါ်မှာ online ငွေလိမ်ကိုင်း scan center လို့ဆိုလိုက်တာနဲ့ media တွေအာယုံစိုက်နေတယ်ဆိုတာကိုကောင်းကောင်းသိပြီးအသုံးချနေကြပါပြီ။၎င်းတို့တပ်ဖွဲ့တွေများပါကိုရောက်မှ၎င်းတို့နှိမ်နှင်းလို့ကြားဖြန့်တွေပြိုကွဲရတဲ့အခင်းကျင်းကိုချပြနေကြပါပြီ။ကြားဖြန့်ရေးဘလောက်ထိကမ္ဘာမှာတာသွားတယ်လဲဆိုရင်မြန်မာနိုင်ငံကြားဖြန့်လုပ်ငန်းတွေမှာသုံးနေတဲ့ Jutu Internet ဆက်သွယ်ရေး Starlink 2500ကျော်ကို Elon Musk ရဲ့ SpaceX company ကအဆက်အသွယ်ဖြတ်တောက်အရေးယူလိုက်ရတာကိုကြည့်ရင်သိနိုင်မှာဖြစ်ပါတယ်။ KK ပတ်ကိုစေအုပ်စုတွေဝင်စီးနှင်းပြပြီး Starlink ပုံတွေပြလူပြန်သွားပြီးတဲ့နောက်ပိုင်းအခုလိုစက်ဒေတာမှာဆက်သွယ်ရေးအသုံးပြုဂျိုဒူအင်တာနက်တွေပိတ်ခံလိုက်ရတာပါ။ဒီပြည်စင်ဟာတော်လိုင်းတက်တွေပေါ်ရိုက်ခတ်မှုရှိစေတော်မလားစောင့်ကြည့်မယ်။တူတလူငါတမင်းနဲ့တော်လိုင်းတက်တွေမငင်ညွတ်သေးချိန်မှာ အာနာသိန်းကျွမ်းကျင်တဲ့စစ်တပ်ကတော့ဘ ഹു အမိတ်တစ်ခုတည်းအောင်မှာ ရှိသည်မနီးကိုအကုန်သုံးပြီးတော်လန်ရေးကိုဖြိုဖျက်ဖို့စ조사နေတာလည်းဖြစ်ပါတယ်။ထိုင်းမြန်မာရှေလျားတဲ့နေဆက်မြင်းတလျှောက်မှာအခြားသောကြားဖြန့်ဂိုင်းအဆောက်အုံစခန်းတွေအများကြီးရှိနေသေးပေမဲ့တပ်မဟာ6နဲ့နီးစပ်တဲ့မြပရီတောင်ပိုင်းကြားဖြန့်စီးနင်းမှုဟာစစ်အုပ်စုအတွက်တော့နိုင်ငံရေးကိုစစ်ရေးပါအမျက်ထွက်စေတော့မှအသေးချာပဲဖြစ်ပါတယ်။ဒီချိန်မှာပဲထိုင်းနိုင်ငံရေးလိလာသုံးသပ်ပြီးတည်င်းရေးမြစ်တွေပေါ်ထုတ်ရေးသားနေတဲ့စတီဗင်ဆန်းယူကတော့ သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာခုလိုရေးပါတယ်။ထိုင်းမှာဖမ်းခံရပြီးဘန်ကောက်အထူးထောင်ထဲမှာရှိနေတဲ့စောချစ်သူတို့ထိုင်ရှိခိုးပြီးဆူတောင်းပေးနေတဲ့ခေခေပတ်ကိုတိဆောက်ခဲ့သူချစ်ချင်းကြံကို ထိုင်းကနေတရုတ်ကိုလွှဲပြောင်းပေးဖို့သဘောတူလိုက်ပါပြီဆိုတဲ့အကြောင်းဒီကနေ့ရေးသားထားတာတွေ့ရပါတယ်။ဒီလူတရုတ်ရောက်ပြီးရင်တော့မကြခင်မှာတမလွန်ကိုဆက်သွားရနိုင်တယ်။သူ့နဲ့ဆက်ဆက်ပြီးကော့စင်တာကိစ္စတွေနဲ့ဆက်ဆက်ပြီး မင်းအောင်လှိုင်နဲ့စောချစ်သူတို့ပြောဟိုတနေ့ကခေခေပတ်မှာဝင်စီးပြီး Starlink တွေတိမ့်တယ်ဆိုတာကလည်းမအလာနဲ့စောချစ်သူတို့ရဲ့အရေးပေါ်စက်တိုက်ပြီးတရုတ်ဆောင်ပြခဲ့ကြတာဖြစ်တယ်ဟူ၍ရေးသားထားတာပါပေးတာယူကျွေးတာစားခိုင်းတာလုပ်ဖို့ BGF ကိုမွေးခဲ့တဲ့အာနာသိန်းစစ်တပ်ဟာ၎င်းတို့ကြိုးစည်းပွားအတွက်တော့ BGF အပါဝင် မြေသိလက်နက်ကင်တပ်ကိုမဆိုချနှင်းချေမှုန်းဖို့ဝန်မလေးပါဘူး ဒါကိုလည်းကောင်းကောင်းသိနေမှာဖြစ်တဲ့စောချစ်သူနဲ့အခြားလောင်းကစားတပ်ဖွဲ့ဒိုင်းခွဲတွေကတော့သိပင်မဲ့လဲစီးစိမ်ရင်မှုနေကြပြီဖြစ်လို့ဘယ်အချိန်တတ်တတ်သေရတော့မဲ့ခြံထဲကကြက်လိုအဖြစ်ဆိုးလာပါတယ်။ဒါနဲ့ဆက်ဆက်လို့အခြားတစ်ဖက်ကကြားဖြတ်အေးမာတော့ကိုကန့်ကို ပြန်ကြည့်ကြပါမယ်။ကိုကန့်နဲ့ကြားဆောက်တက်ခေါင်းဆောင်ဟောင်းဝေဆန်းကသူ့ရဲ့ရာဇဝတ်ဂိုင်းထူထောင်နိုင်ဖို့အတွက်မြန်မာစစ်တပ်ကပံ့ပိုးကူညီအသုံးချခဲ့တယ်လို့ ဝန်ခံသွားတဲ့သတင်းဖြစ်ပါတယ်။ဒါကိုတရုတ်စိုးရသတင်းမီဒီယာ CCTV ကကဘာတိဖော်ပြခဲ့ပါတယ်။အဲ့ဒီမြန်မာပြည်မြောက်ပိုင်းကစောချစ်သူမဟုတ်သေးတဲ့နေကြာဆောက်တပ်ခေါင်းဆောင်ဝန်ခံခဲ့တာကမြန်မာစစ်တပ်ဒီကိုကန့်ဒေတာထိန်းချုပ်ရေးခေါင်းစဉ်အောက်မှာလက်နက်အားငွေအားထောက်ပံ့ပေးခဲ့ပြီးနေကြာဆောက်တပ်ကိုအုံပြုပြီးဒီတရားမဝင်ကြားဖြတ်လုပ်ငန်းတွေကိုလုပ်ကန်ခဲ့တာဘာလို့ဝန်ခံသွားတာပါ။ကိုကန့်ရဲ့ BGF ခေါင်းဆောင်ဝေဆန်းအပါဝင် ဝေမိသားစုရာဇဝတ်ဂိုင်းနဲ့ဆက်ဆက်သူတွေကိုစစ်တပ်ကပဲပြီးခဲ့တဲ့2024ဇန်နဝါရီမှာဖမ်းဆီးပြီးနေပြည်တော်ကနေတဆင့်တရုတ်နိုင်ငံဘက်ကိုလွှဲပြောင်းပေးခဲ့တာပါအဲ့ဒီဝေဆန်းစုသူကပြည်ထောင်စုတန့်ခိုင်ရင်းနဲ့ပြင်ပြိုးရေးပါတီရလွှတ်တော်ကိုယ်စားလှယ်လဲဖြစ်ခဲ့ပါသေးတယ်ကြားပြန့်ခေါင်းဆောင်ဘိုးမူကြီးဝေဆန်းကသူတို့လုပ်ခဲ့တာတွေဟာနိုင်ငံတော်ခွင့်ပြုချက်နဲ့လုပ်ခဲ့တာကြီးပဲလို့ထည့်ပြောသွားပါတယ်တရုတ်ကလည်းဒါကို CCTV ကနေထုတ်ပြန်သွားပါတယ် အယင်မီကောရှန်တို့မိချင်းချင်းတို့တုန်းကဆို အမိတ်ချမှာတိခဲ့ရတာဝေဆန်းကြတော့မှ ပြောတာတွေကိုကဘာတိချပြထုတ်လွှင့်ခဲ့တာလည်းဖြစ်ပါတယ်ဒီလိုတရုတ်ကြီးကမြောက်ပိုင်း BG ရဲ့ခေါင်းဆောင်တွေကို မရှင်းခင်ဝန်ခံထွက်ဆိုချက်တွေကိုကဘာတိဖော်ပြလိုက်ခြင်းဟာမင်းအွန်လိုင်းဆေးအုပ်စုကမြပရီ တောင်ပိုင်းကြားဖြန့် KK ပတ်ကို ပြစ်မှတ်ထားဖြိုခွင်းချိန်နဲ့တိုက်ဆိုင်လွန်လာပါတယ် ငွေရှိတဲ့တရုတ်အများစုနိုင်ငံသားကြားပြန့်ဂိုင်းသားတွေကတော့ BGF ထိန်းချုပ်ရာရွှေကုတ်ကိုစီရုံရုံကြည်ကြည်ခိုလှုံနေကြဆဲပါပဲ။ရှမ်းပြည်နယ်မြောက်ပိုင်းကတရုတ်ဤနှိမ်နှင်းမှုများကြောင့်ကြားပြန့်ဟာကရင်ပြည်နယ်ကိုရွှေ့ပြောင်းရောက်ရှိလာပြီးအာနာသိန်းစစ်တပ်လက်အောက်ကနေကြားစတာ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူမုတ်သုံးတင်ဝင်းစိုင်းကျော်လှရော်ဂျာခင်တို့အတိတ်ကပါဝင်တယ်လို့ American United States Institute of Peace USIP ကအစီရင်ခံစာဖော်ပြခဲ့ပြီးပါပြီ။အခုဆိုရင် DKB တို့လည်းအားကြလိုက်ပါစီးပွားရေးတောင်းချနေကြပြီးတော်လန်ရေးတန်ကြီးတက်ကြီမထွက်ကြတော့ပါဘူး။ဒီချိန်မှာပဲ time back ကိုအချိန်ချင်းပြန်ပို့နေတဲ့ဂျာကမကုံနိုင်တဲ့ကြားပြန့်လှုပ်သားတွေလမ်းမပေါ်ထပ်ပြီးမြင်လာရတာပါ။တရုတ်ကောအမေရိကန်ကပါအာယုံစိုက်လာတဲ့နောက်မှာတော့အာနာသိန်းစိအုပ်စုရဲ့အခွင့်ကောင်းယူနှိမ်နှင်းပြမှုတွေဟာ မြဝတီတောင်ပိုင်းမဲထော်တလေးကနေပြီးနောက်ထပ်ဘယ်ဒေတာတွေကိုဆက်လက်ရောက်ရှိသွားအောင်မလဲဆိုတာကတော့စောင့်စားကြည့်ရှုရအောင်မှာဖြစ်ပါတယ်။နောက်ကန်အင်အားကြီးပါဝါဂိန်းတွေအောက်မှာညှက်မိနေတဲ့မြမနွေဦးတော်လန်ကြီးကတော့ရှိတဲ့လက်နက်တွေကိုမြင်းမြဲဆုပ်ပြီးအတင်းထားကြစေပါ။တော်လန်ပြည်သူတော်လန်လူငယ်ရဲဘော်တွေ CDM တွေစစ်ပေးဆောင် တိုင်းရင်းသားဘဝတွေမျိုးစုံပျက်စီးသွားခဲ့ရပေမဲ့တိုင်းပြည်မတည်ငြိမ်တာကိုအသုံးချပြီး ကြားဖြန့်တက်တွေအကျိုးစီးပွားတကိုးထွားနေကြတာအားလုံးလည်းသိကြမှာဖြစ်ပါတယ်။အဲ့ဒီကာလဟာဘယ်အထိလဲဆိုတာကတော့